ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မြန်မာငလီရင်ဘေးအတွက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီအမေရိကန်ဒေါ်လာ2.5တန်းထပ်မံပေးအပ်မည်လို့မြန်မာနိုင်ငံဂျာမနီတန်ယုံကမနေ့ကထုတ်ပြန်ပါတယ်။ဂျာမနီနိုင်ငံဟာမြန်မာနိုင်ငံမှာဆိုးရွားလာတဲ့ငလီရင်လုတ်ခတ်ပြီးနောက်အရေးပေါ်ကူညီကိစ္စရေးလုပ်ငန်းတွေကိုပံ့ပိုးကူညီဖို့ဒီထက်ဆောင်ရန်မုံငွေကိုထည့်ဝင်လာလို့ဆိုပါတယ်။ဒီထက်ရဒေါ်လာတစ်သန်းကို မြန်မာနိုင်ငံဆိုင်ရာလူသားချင်းစာနာထောက်ထားမှုရန်ပုံငွေ MHF ကိုပေးရမှာဖြစ်ပြီးကြံတဲ့1.5တန်းကိုပြည်ရင်းနဲ့နိုင်ငံတကာအစိုးရမဟုတ်တဲ့မိဘအဖွဲ့အစည်းတွေကနေတဆင်ပေးရသွားမည်လို့သိရပါတယ်။ဂျာမနီနိုင်ငံဟာ2025ခုနှစ်မှာမြန်မာနိုင်ငံအတွက်ကနဦးအကူအညီအမေရိကန်ဒေါ်လာ100တန်းပေးအပ်ခဲ့ပါတယ်။ဒီတရ5.5တန်းကို MHF ကိုဓာတ်ရိုက်ပေးအပ်ထားပြီး ကဘာကူလာသမကအရေးပေါ်တုံ့ပြန်ရေးရန်တရား CERF ကိုလေပြည့်ရထားပြီးဖြစ်တယ်လို့ဆိုပါရယ်ဂျာမနီခါ EU ရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလေချောင်းတရားကတဆင်ငလင်းအပီးနဲ့ကာလရှိအတွက်ဆက်လက်ကူညီဆောင်ရွက်သွားမယ်လို့လည်းဆိုပါရယ်